အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဇေကွက် trading ရဲ့ market recap ပြုလုပ်ပြီးရစီစဉ်ရနေပြီးတော့ပြန်လဲကြိုးစားလိုက်ပါခင်ဗျကျွန်တော်ဒီနေ့7လပိုင်း8ရက်နေ့မှာ spine etf ကိုကျွန်တော်ဇေကွက် trading ရဲ့ indicator တွေကိုတုံးပြီးတော့ဘယ်လို option scalping လုပ်သွားလဲဆိုတာကို recap ပြုလုပ်ပြီးတော့မှာဖြစ်ပါတယ်ခင်ဗျအဲဒါဆိုလို့ရှင်တော့စလိုက်ကြအောင်ခင်ဗျ ကျွန်တော်တို့ market မဖွင့်နေနေရပါဘောเนาะကျွန်တော်တို့ indicator ကနေပြီးတော့အကြ put option ဝင်ဖို့အတွက်ကိုအချက်ပေးထားတယ်အဲ့တော့ကျွန်တော်စပြီးကြည့်လိုက်အောင်တကယ်လို့ဒီ put option ကိုဝယ်တင်လားမဝယ်တင်လားဆိုတာဘယ်လိုချက်လက်တွေနဲ့စုံဖြတ်မလဲဆိုတာကြည့်အောင်ခင်ဗျာ okay ကျွန်တော် EMA line ကြီးကကျွန်တော်တို့ဒီ bear trend ထဲမှာရှိနေတယ်။ market စစဖွင့်ခြင်းမှာအနီးကန်တွေတခုရောက်လာတယ်။ ပြီးလို့ရှိရင်ကျွန်တော်အင်ဒီကေတာလေး port option ဝယ်ဖို့ချက်ပေးထားရပါတော့။အဲ port option ဝယ်ဖို့ချက်ပေးထားရတယ်။ Mac ဖွင့်ခြင်းမှာရှိနေတဲ့အခြေအနေကိုသုံးသပ်ရမယ်ဆိုလို့ရှိရင် EMA line ရက bad trend နဲ့မှာ PY ဆိုလို့ရှိရင် VW ရှိမယ် SME နေရာ line ရှိမယ်။အရာအလုံးကအောက်ထဲမှာပဲရှိနေရပါတော့။အဲ့တော့ဒီ port option ဝယ်ဖို့အဆင်ပြေတယ်။ Okay နောက်တစ်ခုကကြတော့ Mac ဒီရလည်းအဆင်ပြေ RSI ရကြည့်အောင်ဗျ။ဒီဒီနေ့မှာ RSI အလုံးမဖြစ်ပုံပြပြမယ်နော်။ဘလို့ပုံမှန်က အားဖြင့်တော့အလုပ်ဖြစ်တယ်ခင်ဗျာဒါပေမဲ့ဒီလိုအရန်ကိုအာ trend ကအရန်အားကောင်းတဲ့အချိန်မှာအားဆိုင်ကပုံမှန်အားဖြင့်အလုပ်မလုပ်ဖြစ်တော့ဘူးပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့အားဆိုင်ကိုမိထားလိုက်အောင်နော်အဲ့တော့ banter တမှာရှိနေတယ်ပြီးလို့ရှိရင်အာ mac d ရဲ့အောက်မှာလည်းရှိရဲပြီးတော့ user ရဲ့ sma နေရာ line တွေအောက်မှာလည်းရှိရဲဆိုတော့ကျွန်တော်တို့ pop option ဝင်ဖို့အဆင်ပြေရပါတော့။ okay web view ကြီးဆိုလို့ရှိရင် pop option ဝင်လိုက်ပြီးကျွန်တော်တို့ဘယ်မှာထွက်ကမလဲ။အဲဘယ်မှာထွက်ကမလဲဆိုလို့ရှိရင်ကျွန်တော်ဒီနားမှာဒီပြန်တက်သွားတဲ့နားမှာဘယ်တော့မှမထွက် ထွက်မယ်ဆိုလို့ရှိရင်လည်းရတယ်ထွက်သေးပဲနဲ့ကျွန်တော်တို့ဒီလိုမျိုး veteran တွေမှာဖြစ်နေရဲ့ပထမဆုံး reverse ရေက80%လောက်က fade တက်တယ်ပေါ့နော်တကယ်လို့မဟုတ်ဘူးဒီမှာဝယ်ထားပြီးတော့ဒီမှာထွက်ဒီကန်နဲ့အကြီးပြန်လှည့်တက်တဲ့အချိန်မှာထွက်လည်းရတယ်မဟုတ်မဟုတ်ဘူးဆိုလို့ရှိရင်လည်းနောက်တစ်ခါပြန်လှည့်လာတော့စောင့်စောင့်ပြီးလို့ရှိရင်ထွက်လည်းရတယ်ပေါ့နော်အဲ ကျွန်တော်တို့ EMA line တွေရဆိုလို့ရှင်လည်းကျွန်တော်တို့ EMA line တွေကလုံးဝမ cross တော့ဘူးပေါ့နော်။ bear trend ထဲမှာရှိနေရ market structure ရလည်းဆိုလို့ရှင်လည်းကျွန်တော်ဘာဖြစ်မလဲဆိုလို့ရှင် bear trend ထဲမှာပဲရှိနေရပေါ့နော်။အဲ့တော့မထွက်ဘူးဆိုလို့ရှင်လည်းကိစ္စမရှိဘူး။ဒါပေမဲ့ဒီမှာဆိုလို့ရှင်တော့ထွက်မယ်ဆိုလို့ရှင်တော့ထွက်လို့ရရဲ့ကျွန်တော်တို့ ဒီဒီကိုကြာသွားတယ်ပေါ့နော်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုလို့ရှိရင်ဒီကောင်ချက်ချင်းပြန်လှည့်သွားတယ်အဲ့တော့ဒီနားမှာထွက်မယ်ဆိုလို့ရှိရင်လည်းထွက်မထွက်သေးဘူးဆိုလို့ရှိရင်လည်းစကိုင်းဘာလို့လဲဆိုလို့ရှိရင်မကစတာချာကျွန်တော် lower လို့ lower high lower လို့ lower high ဒီတော့ရှောက်လုံးနေရတဲ့အတွက် EMA line နေရာလည်းမ cross တဲ့အတွက်ကျွန်တော် Mac တီကိုလည်းဒီမှာမကြည့်ဘူးဆိုလို့ရှိရင်လည်းအဆင်ပြေဒီမှာတဲက trend ကအရင်က bear trend အရင်အားကောင်းနေပြီဆိုလို့ရှိရင်ပေါ့နော်တကယ်လို့ကြည့်မယ်ဒီရောက် okay ဒီ Mac ဒီနားမှာထွက်မယ်ဆိုလို့ရှိရင်လည်းရရဲမဟုတ်ဘူးဒီနားလောက်မှာထွက်မယ်ဆိုလို့ရှိရင်လည်းရရဲအဆင်ပြေကိစ္စမရှိဘူးဒါပေမဲ့အာနောက် ထက်ဒီနေ့တခြားနီးလန်းအနေနဲ့စဉ်းစားလို့ရတဲ့ဟာကိုပြောပြတာပေါ့နော်။အော်တချို့တွေကအာဒီ trade ကို scalper မလုပ်ချင်ဘူးကြာကြာခိုင်းနေတယ်လို့ပြောရတဲ့လူတွေလည်းရှိတယ်ပေါ့နော်။အဲ okay အဲ့ဒါဆိုလို့ရှိရင်စဉ်းစားလို့ရတာရှိတယ်ဆိုပြီးတော့ကျွန်တော်ကဒီ ီလန်လေးတခုပြပြတာပေါ့နော် EMA line cross တဲ့အထီးကိုကင်လဲကင်အဲကိုကတော့ဟိုမြတ်မယ်ဆိုလို့ရှင်လဲအများကြီးမြတ်မယ်နော်ညံ့မယ်ပေါ့နော်ရှုံးရှုံးတာကတော့တခါတလေလို့ရှင်လဲအမြတ်နဲသွားတာဖြစ်နိုင်တယ်ပေါ့နော်အဲတော့ဒီနောက်မှာ double bottom ဖြစ်တဲ့ trend နဲ့ trap မထွက်သေးဘူးဆိုလို့ရှင်လဲ market structure ရ lower low lower high ပဲရှိနေသေးရဆိုတဲ့အတွက်ကင်ထားမယ်ဆိုလို့ရှင်လဲကင်ထား EMA line LM cross တွေဟုတ်အခုဒီကို view ရအောက်ထပ်မှာလည်းရှိနေရ SMA နေရာ line ရအောက်ထပ်မှာလည်းရှိနေရပေါ့နော် Okay အာပုံမှန်အားဖြင့်ကျွန်တော်တို့တွေအာ trend ကို break out ဖြစ်သွားတယ် retest ပြန်လာတယ်အဲ့ဒါပြီးမှ trade တဲ့လူတွေအတွက်ကိုပြောချင်တယ်ပေါ့နော် break out ဖြစ်သွားတယ် retest ပြန်လာကျွန်တော်ဒီ trend ကိုလုံးဝမ trade လိုက်ပဲကြီးနေတယ်လူတွေ break out ဖြစ်တယ်ပြီးတော့မှ break out ဖြစ်သွားတယ်ပြီးလို့ရှိရင် retest ပြန်လာတယ် trade တယ်ပေါ့နော် trade တဲ့ခါမှလည်းသူတို့ဝင်ပြီးခါရှိသေးတယ်ဒီ trend ကပြန်လှည့်တယ်ပေါ့ ပြန်လှည့်ဆိုကျွန်တော်ထွက်မလာမထွက်ဘူးလားစဉ်းစားရမယ်ပေါ့အဲ့ကြိုင်ဘာ challenge နဲ့စဉ်းစားမလဲကျွန်တော် MacD နဲ့စဉ်းစားမယ် RSI နဲ့စဉ်းစား sorry MacD ရ MacD ရစဉ်းစားရဆိုလို့ရှိရင်တော့ဒီမှာမဖြစ်ဘူးပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲ VW နဲ့ကြည့်မယ် SMA 200လိုင်းနဲ့ကြည့်မယ် VW ဆိုလို့ရှိရင်ကျွန်တော်တို့ EMA line နေနဲ့ကြည့်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ အာဒီမှာ train မှာဝင်လိုက်ပြီးသွားရင်တော့မှကျွန်တော်တို့မထွက်သေးမယ်ဆိုလို့မထွက်သေးပဲဒီကောင်ကစက်ကင်ထားလို့ရမယ်ပေါ့နော်။ဘာလို့ဆိုလို့ရှိရင် great bear train ထဲမှာကျွန်တော် EMA line လို့လည်းမဖောက်နိုင်သေးဘူးပေါ့နော်။စက်ကင်ထားမယ်ဆိုကင်လို့ရတယ်။တကယ်လို့ quality ဝင်ပြီးချိန်မှာပဲပြန်လှည့်တက်သွားတာကိုမထွက်သေးဘူးနဲ့ဒီရောက်မှပြန်ပြီးတော့ devil button ဖြစ်သွားတဲ့နေရာမှာပြန်ပြီးတော့ထွက်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေရပေါ့နော်။အဲ့မဲ့မကက train နဲ့ bear train နဲ့မှာပဲเนาะ EMA line cross machine ကင်မဲ့လူကြီးကင်လို့ရတယ်စက်ကင်ထားမယ်စက်ကင်ထားမယ်ဆိုကင်လို့ရတယ်โอเคနောက် trade ကိုကြည့်အောင် ဒါကကျွန်တော်တို့ breakout retest ဘက်ကစဉ်းစားသွားတာပေါ့စဉ်းစားသွားတာပေါ့နော် ORB 15မိနစ် trade လေးဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုလို့ရှိရင် ORB 15မိနစ်အနည်းရလာမယ်ပြီးသွားပြီဆိုလို့ရှိရင် ORB 15မိနစ်ကိုဖောက်ထွက်တယ်ဖောက်ထွက်ပြီးသွားပြီဆိုလို့ရှိရင် breakout ဖြစ်တဲ့ retest ပြန်လာပြီးတော့သူတို့ကဒီမှာဝယ်လို့ရမယ်ပေါ့နော် EMA line တွေကလည်း sorry တွေက cross သေးဘူးဆိုတော့ဒီမှာဝယ်လို့ရတယ်ဝယ်ထားဝယ်ထားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အာဒီဘက်ပြန်လဲတက်တဲ့ထွေချိန်မှာ try and trap မထွက်ဘူးဆိုလို့ရှိရင်နောက်တစ်ခါပြန်လဲကြလာတဲ့အချိန်မှာထွက်ဒါဘာဖြစ်လဲဆိုလို့ရှိရင်ဒီလောက်အချိန်ကြာကြီးဆိုလို့ရှိရင်တော့ဘယ်သူမှတော့ကင်ထားနိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီနောက်မှာပြန်လဲပြန်လဲကြလာတဲ့ခံတယ်မှာထွက် ော့ပေါ့နော်အရှုံးတော့တတမယ်ပေါ့နော်အဟိုအမျက်တော့နေသွားမယ်ငကူကဒီလောက်တော့အမျက်မရပြင်မဲ့အဲဒီလောက်တော့မရှုံးတော့ဘူးပေါ့နော်ဒီလောက်လဲ နည်းနည်းလေးအမျက်ပိုချန်သေးရဆိုတော့သဘောတရားမှာပါရှိရပေါ့နော်ဒါပေမဲ့ဖြစ်လဲဆိုလို့ရှင်စဉ်းစားကြည့်ရဆိုလို့ရှင်ကျွန်တော်တို့ဒီ trend ကကျွန်တော်တို့ lower low lower high lower low lower high ဒီနောက်ဆောက်ရှောက်လောက်လာခဲ့တာပေါ့နော် bear trend ထဲမှာရှိနေသေးအရင်အားကောင်းတဲ့ bear trend ကျွန်တော်9မိနစ်မှာပဲကြီးကြီး55 55မိနစ်မှာပဲကြီးကြီးအရင်အားကောင်းတဲ့ bear trend ထဲမှာရှိနေသေးရဆိုတော့မထွက်ဘူးဆိုလို့ရှင်လည်းအဆင်ပြေရပေါ့နော်55မိနစ်တိုင်အောင်ကြီးကြီး55မိနစ် candle ဆိုလို့ရှင်လုံးဝအစိမ်းရောင်မရှိဘဲနဲ့အနီရောင်တောက်လျှောက်လာခဲ့ဒီနောက်ကြည့်လိုက်နော်ဘယ်နဲ့6နဲ့3 ခုနကခြံတတိရှိရေပေါ့နော်လုံးဝ app trend နဲ့မဟုတ် bear trend နဲ့မှာလုံးဝကိုင်းထားလို့ရရေပေါ့နော်ဒီ9မိနစ်ကန်နေလေးကြီးကြီးဆိုတော့အရင် bear trend ကအရင်အကောင်နေတဲ့အချိန်အဲ့တော့ကျွန်တော်တို့ဒီချိန်မှာစဉ်းစားရမလဲဆိုလို့ရှိရင် call ဝယ်ဖို့စဉ်းစားတက်ဆိုလို့ရှိရင်ပို့ဝယ်ဖို့စဉ်းစားရမှာပေါ့နော် โอเคအဲ့ဆိုလို့ရှိရင်ပြောစရာဘာရှိလာမလဲဆိုလို့ရှိရင်ဒီမှာ menu ကြီး pop option ကိုချက်ပြီး call option ကိုချက်ပြီးရပါတော့အဲ့ဆို call option ကဝယ်တင်လာโอเคဝယ်မယ်ဆိုလို့ရှိရင်တော့โอเคငါဒီ train ကတော့ကုန်သွားလောက်ပြီးထင်တယ် breakout ဖြစ်တဲ့ retest ပြန်လာရပုံစံဖြစ်ပြီးတော့ဝယ်မယ်ပေါ့နော် call option ဝယ်မယ်โอเคဝယ်လို့ရတာပေါ့ဝယ်ဝယ်ပြီးလို့ရှိရင်မှာထွက်မလဲဒီလိုဖြစ်တဲ့ဒီနောက်မှာအယောင်း အဲအယောင်သမားရမ်းမြိုင်နေရာကြီးမှာထွက်ပေါ့နော်အဲအဲဒီမှာတော့ထွက်ကမဲမထွက်လို့မရဘူးလို့ဆိုလို့ရှိရင်ဒီ bear train ကိုကြည့်ပေါ့ကြည့်လိုက်ဒီအရင်အကောင့်နဲ့ bear train မှာကိုရီးယား call option ကိုဝယ်ပြီးတော့အသေးလေးဖြတ်စာဖို့လောက်တာလေအဲတော့ဝယ်မယ်ဆိုလို့ရှိရင်ဝယ်လို့ရရပါတော့ဒီမှာ port option တစ်ကဝယ်ဖို့ထပ်ပြီးအချက်ပေးတယ် port option ဝယ်လို့ရမယ်โอเคကျွန်တော်ဒီနားလေးကိုချက်ပြောခြင်းနဲ့เนาะ ဒီနားလေးမှာဆိုလို့ရှိရင်ကျွန်တော် EMA line ကို cross matching ကင်ထားမယ်လို့ပြောကြရမလား okay အဲ EMA line နဲ့မှာ cross သွားရပါတော့။ okay ပြီးသွားဆိုလို့ရှိရင်ဒီနားမှာ call option ကိုပို့ချက်ပေးရယ်။ဝယ်ဖို့အဆင်ပြေလားဆိုကြည့်ကြအောင်ပေါ့နော်။ call option ကိုပို့ချက်ပေးရယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနားမှာစပြီးဝယ်မယ်လို့ဆိုလို့ရှိရင် break out အဝယ်လို့ရတယ်ပြီးလို့ရှိရင်ဒီကောင်ပြန်လာတယ်ပြီးလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင် break out ဖြစ်တဲ့ retest ပြန်လာတယ်ပြီးလို့ရှိရင် app trend သွားရယ်ပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့ဝယ်လို့ရတယ်။ call option ဝယ်မယ်ဆိုလို့ရှိရင်ငါကို break out retest သွားနေတဲ့လူတွေက breakout retest trade trade နေတဲ့လူတွေကဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒီမှာ breakout ဖြစ်သွားတယ်ဒီကောင်က retest ပြန်လာတယ်ပြီးလို့ရှိရင် up trend ဘက်ကိုပြန်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လောက်စားလို့ရမလဲဆိုလို့ရှိရင်ဒီကောင်လောက်ကိုပြန်ပြီးတော့စားလို့ရတယ်ပေါ့နော်အဲဒီကောင်ကဒီကောင်ရဲ့1နေရနဲ့ဒီကောင်ရဲ့1နေရနဲ့အတူတူရေပေါ့နော်အဲဒါဆိုလို့ရှိရင်ဒီလောက်ပဲစားလို့ရမယ်ဒီလိုမျိုးအယောင်သမားရဲ့ညားရဲ့နေရာမှာပြန်ထွက်မယ်ပေါ့နော်ဘာလို့ဆိုဒီကောင်က bear trend ထဲမှာကျွန်တော်တို့က call option ဝယ်ဖို့လုပ်နေတာပေါ့နော် Okay စပီးကြည့်အောင်ခင်ဗျ တနေကုန်ဘဲထွန်းထဲမှာရှိနေတယ်เนาะဒီကောင် EMA line နဲ့နောက် cross သွားရဲ့ခဏပဲပြီးလို့ရှိရင်ပြန်ပြီး cross လာတယ် pull option ပြန်ဝင်လို့ရမယ် EMA line နဲ့ cross လာရဲ့ pull option ပြန်ဝင်လို့ရမယ်ဒီမှာကျွန်တော်တို့အကြ pull option ဝင်ဖို့အချက်ပေးတယ်အဲကျွန်တော်တို့ဝင်လို့ရလားဆိုလို့ရှိရင်ဝင်လို့ရတယ် pull option နားမှာဝင်မယ် option ဝင်မယ် okay တောက်လျှောက်เนาะကျွန်တော်တို့က bear trend ထဲမှာပဲရှိနေရเนาะဒီလို call option တွေဝင်မယ်ဆိုလို့ရှိရင်တော့အသေးလေးပဲစားလို့ရမယ်ဒီလိုအချိန်မှာဖြစ်နေရဲ့တဏီကောင် market ကိုခြုံပြီးကြည့်လိုက်ပေါ့เนาะလုံးဝကို bear trend ထဲမှာဖြစ်နေရ call option ဝင်ဖို့တော့မစဉ်းစားတာအကောင်းဆုံးပဲပေါ့လား okay ဒီကောင်းဆက်နှစ်လဲကြော်လာပြီပေါ့เนาะအဲ့တော့အာ okay ဒီမှာနောက်တစ်ခုတော့ပြောခြင်းတယ်ပေါ့เนาะဒီနားလေးပဲ okay ကျွန်တော်ကတော့ပုံမှန်အဖြစ်17ခွဲလောက်ဒီပဲ trade တယ်။ market structure အရာလဲ trade လို့ကောင်းတဲ့အချိန်ပေါ့နော်။ကျန်တဲ့အချိန်လည်း trade လို့မရအောင်ပေါ့နော် trade လို့ရရတယ်။ ဒီကျွန်တော် indicator ရပဲထွေးထွေးဘယ်လိုပဲထွေးထွေးပေါ့နော်ထွေးဖို့အဆင်ပြေရေပေါ့နော်ဒါပေမဲ့ဒီနားမှာဖြစ်နေရဲ့ bear trend ကြီးမှာဖြစ်နေ EMA line တွေမှာ correct ဆိုလို့ရှိရင်ဒီ call option ဝယ်ဖို့လေးကိုတစ်ချက်စဉ်းစားဘာလို့ EMA line တွေကိုထည့်ပြီးပြောရလဲဆိုလို့ရှိရင်လုံးဝ bear trend ဖြစ်နေရမလို့ဒီကောင်လေးကိုကြော်မှတစ်ချက်ဝယ်ဖို့ပြန်စဉ်းစားပြန်ပေါ့နော် breakout ဖြစ်တဲ့ retest ပြန်လာရင်ဒီကောင်က fail တယ်အဲ့တော့ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့က down trend နဲ့မှာပဲရှိနေသေးရဲ့ lower low lower high lower low lower high တော့ short လုတ်သွားတာပေါ့နော်အဲ့တော့ down trend နဲ့မှာပဲရှိနေသေးဒီမှာလုံးဝဝယ်လို့မရဘူး okay ဒီမှာဆိုလို့ရှိရင် call option ဝယ်လို့ရမလားဆိုလို့ရှိရင်ဝယ်လို့ရတယ် breakout ဖြစ်တဲ့ retest ပြန်လာတယ်ပြီးသွားပြီဆိုလို့ရှိရင်အာဒီကောင်က call option လုံးဝဝယ်လို့ရသွားပြီပေါ့နော် EMI line line တွေကလည်း cross တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော် call option ဝယ်လို့ရတယ်ကျွန်တော်ဒီခုနပြောသွားလို့ပေါ့နော်ဒီ EMI line cross မှာပဲ call option ဝယ်ဖို့စဉ်းစားလိုက်တာပိုကောင်းတယ်ဘာလို့လဲဆိုတော့ဒီ down trend ဖြစ်နေရတယ်ဆိုရအတွက်ဒီ number မှာကျွန်တော် up trend ပြဖြစ်သွားမယ်ပြီးသွားပြီဆိုလို့ရှိရင်ဝယ်လို့ရသွားမယ်ပေါ့နော်ဒီကောင်ဖြစ်သွားပြီ lower low ဖြစ်သွားပြီးတော့ဒီကောင်အာဒီကောင်က lower high ဖြစ်တယ်ပြီးသွားပြီဆို lower low ဖြစ်သွားပြီးတော့ဒီကောင်က ပြန်မကြလာတော့ဘူး higher high ဖြစ်သွားတယ်ပြီးတော့ဆိုလို့ရှင် higher low ဖြစ်သွားတယ် higher high higher low ပြီးတော့ဆိုလို့ရှင် up trend ဖြစ်သွားတယ်ဘောနော်ဒီနားပုံစံလေးကြည့်မယ်ဆိုလို့ရှင် EMA ရလဲ cross တယ်ကျွန်တော်တို့ call option ဝင်ဖို့ဒီနားမှာအဆင်ပြေတယ်ဘောနော်ယနေ့ gain trade ကတော့ထုံစံတိုင်းမှာဒီမှာ down trend မှာရှိနေတယ်ကျွန်တော်တို့အာကျွန်တော်တို့ဘာဖြစ်လဲဆိုလို့ရှင် higher high ဖြစ်သွားမယ်ပြီးတော့ပြီးတော့ဆိုလို့ရှင် lower low ဖြစ်မယ်ပြီးတော့ဆိုလို့ရှင် higher high lower low ပြီးတော့ဆိုလို့ရှင်ကျွန်တော် down trend နေဖြစ်မယ်ဘောနော်ကျွန်တော်လုံးဝကို put option ဝင်ဖို့အဆင်ပြေတယ်ဘော ်ဒီမှာကြည့်မယ်နော်ဒီနားလေးတစ်ခါပဲဒီနားလေးတစ်ခါပဲကျွန်တော်တို့ call option ဝယ်ဖို့အဆင်ပြေလိုက်တာပေါ့နော် trend ပြောင်းသွားတာမလို့ဘာလို့ဆိုလို့ရှိရင် high high higher low ဖြစ်သွားပြီးတော့ call option ဝယ်လို့ရပါမယ်ဒီမှာဆိုလို့ရှိရင် lower low lower high တောက်လျှောက်ဖြစ်နေရပါနော်မလိုဝါလိုဖြစ်တယ်ဒီမှာလိုဝါဟိုက်ဖြစ်တယ်ပြီးတော့လိုဝါလိုဖြစ်တယ်လိုဝါဟိုက်ဖြစ်တယ်လုံးဝ down trend ထဲမှာရောက်နေရဲ့ pull option ဝယ်ရမယ် pull option ဝယ်ရမယ်ဒီနေ့ရှက်ပဲ high 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 higher low ဖြစ်သွားပြီးတော့ call option ဝယ်လို့ရတာပေါ့နော်လုံးဝမကက down trend ထဲမှာပဲနော် โอเคအဲ့ဒါဆိုလို့ရှိရင်တော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်နဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတော့ကျေးဇူးအများကြီးတင်ပါတယ်အာကျွန်တော်တို့တွေနဲ့ဒီ live trade ချင်တဲ့ဆိုလို့ရှိရင်တော့ Discord နဲ့ live join လို့ရပါတယ် Discord link ကိုကျွန်တော် caption မှာပဲဖြည်းဖြည်း comment မှာပဲချက်ထားပေးပါမယ်အာ Facebook နဲ့ YouTube မှာ live လွှင့်နေရတယ်တွေ့ရဆိုလို့ရှိရင်အာကျွန်တော်နဲ့တွေ့နေတာတွေကအာ Facebook နဲ့မှာကအာ YouTube ကနည်းနည်းလေးနောက်ကျတဲ့အတွက် လိုက်ပြီးမထွေးဖို့အကြံပေးခြင်းပါတယ်အဲအဲ့မှာတွေ့ရတဲ့ delay ဖြစ်ပြီးရောပတ်စံဆုံးရှုံးမှုတွေဖြစ်နေပါတယ်ပေါ့နော်လိုက်ပြီးလည်းမထွေးပါနဲ့ကျွန်တော်တို့ဒီ live feature နဲ့ဆိုလို့ရှိရင် discount ကိုလာခဲ့ပါခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျနောက်နေ့နောက်ထပ် video မှာပြန်လည်းတွေ့ဆုံကြအောင်ခင်ဗျ